လေးစကပြောကနေကျွဆပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးမှာမလေးလို့ရှစ်တယ်အရှိမခွင်းနေဆိုတာကိုဘယ်လိုပြောမလဲကျွန်မတို့အတူတူလေ့လာတွေ့ကြမယ်နော်မာလူရှစ်တယ်မာလူရှစ်တယ်မင်းမရှိဘူးလားဆိုလို့ရှိရင်တာဒမာလူကအဝတ်မင်းမရှိဘူးလားတာဒမာလူကအဝတ်မင်းမရှိဘူးလားအဲ့လိုပြောလို့ရတယ်နော်မရှိဘူးဆိုလို့ရှိရင်တော့တာဒမာလူ ရှစ်တယ်ဆိုလို့ရှိရင်အာဓမ္မလူလာအဲ့လိုမျိုးပြောလို့ရတယ်နော်နောက်တစ်ခုကကာလောက်ဒီယတာချင်းတတ်ပါလေဆာယာမလူတော့တကယ်လို့သူကပြန်မရှိဘူးဆိုလို့ရှိရင်ငါအရင်ရှစ်တယ်တည်လားအဲ့လိုပြောလို့ရတယ်နော်နောက်တစ်ခုကသူငါ့ကိုအမြဲတမ်းအရှိခွေးတယ်ဆိုလို့ရှိရင်ဒီယဆလာလူမလူကဆာယေအဲသူငါ့ကိုအမြဲတမ်းအရှိခွေးတယ်ဒီယဆလာလူမလူကဆာယေသူငါ့ကိုအမြဲတမ်းအရှိခွေးတယ်အဲ့လိုပြောလို့ရတယ်နော် စလာလူဆိုတာအမြင့်တန်းကိုပြောတာနော်မာလူကန်ဆိုတာကတော့အရှိခွေတာကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့ဂျင်ငန်မာလူကန်တီးရသူ့ကိုအရှိမခွေနဲ့နောက်တစ်ခုပြန်ပြောမယ်ဂျင်ငန်မာလူကန်တီးရသူ့ကိုအရှိမခွေနဲ့အဲ့လိုမျိုးတော့ပြောလို့ရတာပါနော်နောက်တစ်ခုကမင်းဘသူဘသူကိုမှအရှိမခွေနဲ့လို့ပြောရှင်လို့ရှင်ဂျင်ငန်မာလူကန်အော်ဝါဆီယပါဆီယပါဘသူဘသူကိုမှအရှိမခွေနဲ့ ချင်ငန်မာလူကန်အဝဆေပါဆေပါဘသူကိုမမဲအရှင်မခွေးနဲ့အဲ့လိုပြောတယ်ဗောနော် မလေးစကားပြောနေပတ်သက်တဲ့ဗီဒီယိုတွေအမြင့်တင်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးနိုင်ထပ်ပေးကြပါဦးခင်ဗျာ